ောက်ပြီလေယူရန်ချေချေပင်အိုတို့အလားချင်းလေပြေကျွန်တော်ဒီနေ့မှာတော့ကိုလူတွေကိုပုံမှန်တခြင်းအကြောင်းတွေပြောတာမျိုးထက်ဒီနွေရာသီနဲ့လိုက်ဖက်မဲ့ကိုနဲ့တခုကျွန်တော်ပေါ်ပါစဉ်းစားထားရှိပါတယ်ကျွန်တော်နွေရာသီရောက်ပြီဆိုရင် ကျွန်တော်လုံးလေးရှိတဲ့အလေးချက်ကျွန်တော်ဖတ်ဖြစ်တဲ့စာအုပ်ကျွန်တော်အမြဲဖတ်ဖြစ်တဲ့ကြပြား ကျွန်တော်အမြင်နဲ့ထားပေးတဲ့သချင်းအကြောင်းတွေကျွန်တော်ပေါ်ပွားဒါပြောပြသွားမှာဖြစ်ပါတယ်ဒီတိန်ညိုမေလာဆိုတဲ့ဖွဲ့ဆက်ကအရင်တုန်းကဟိုအင်းဝခက်ကစာဆိုတော့ရှင်ဥတ္တမကျော် ဖွဲ့ဆိုခဲ့တဲ့ဒီစကလုံးပေါ့နော်ရှင်ဥတ္တမကျော်ကသူ့ရဲ့ဆက်နေရသည့်ဒေါ်လာထဲမှာတိန်ညိုမေလာဆိုတဲ့စကလုံးကိုသူ တုံးခဲ့တယ်။အဲ့ဒီစကလုံးကိုတီးရေးဆရာမမော်လက်ကပြန်ပြီးဒီဆင်းမှာတုံးထားတာပါ။မိန်လာဆိုတာကအယောင်တစ်ခုကိုညွှန်းဆိုတာပါ။အဲ့ဒီယောင်ကိုအထိပ္ပယ်ကိုကျွန်တော်ရှာကြည့်ရခါမှာမိန်လာဆိုတဲ့ယောင်ကငွေတစခဲနှစပြီးတော့ကျင်းနီတစရောထားတဲ့အယောင်လို့သိရပါတယ်။ဒီနွေရာသီရောက်ပြီဆိုတော့ကျွန်တော်ခေါင်းထဲကိုပထမဆုံးရောက်လာတဲ့စာအုပ်ကတော့ဆရာမြတ်တန်းနဲ့ရေးခဲ့မှုရဲ့တမန်နုကျင်စစ်တန်းဆိုတဲ့ စာအုပ်ဖြစ်ပါတယ်အဲ့ဒီစာအုပ်ထဲကတမန်နုကြီးစစ်တမ်းဆိုတဲ့အဆေးကတော့နွေရာသီတစ်ခုကိုဖြတ်တန်းတိုင်းမှာကျွန်တော်မပြတ်မကွက်ဖတ်ဖတ်လေ့ရှိတဲ့ဒါအဆေးတစ်ပုဒ်လို့ပြောရမှာပေါ့နော်ဆရာမြတ်တဲ့ကအားလုံးမသိတဲ့အတိုင်းပဲအညာသားတစ်ယောက်ဖြစ်ပါတယ်ဒီပခုတ်ကူနယ်ကမြိုင်ကမြိုင်သားတစ်ယောက်ဖြစ်ပါတယ်သူကအဲ့ဒီတမန်နုကြီးစစ်တမ်းထဲမှာသူငငယ်ကမြိုင်မှာနေခဲ့ရတဲ့အတွေ့အကြုံတွေဒီအညာသားတစ်ယောက်ပူပြင်းလာတဲ့နွေရာသီကိုဖြတ်တန်းခဲ့ရတဲ့အတွေ့အကြုံတွေသဘောပေါက်ကြီးအကြောင်းကိုသူက ရာသီတွေကြောင်းသူရေးဖွဲ့ခဲ့တာဖြစ်ပါတယ်အဲ့ဒီစာအုပ်ကကျွန်တော်ဘာလို့ဆွဆောင်မှုရှိသေးလဲဆိုတော့ကျွန်တော်ကိုယ်တိုင်ကအညာသားတယောက်ဖြစ်တယ်ပြီးတော့အညာမှာကျွန်တော်ကျွန်တော်ရဲ့ဒီ state ကျောင်းသားဘဝရဲ့နောက်ဆုံးအပိုင်းချားတွေပြီးတော့တက္ကသိုလ်ကျောင်းသားဘဝကိုကျွန်တော်ကအညာမှာပဲကုံဆုံးခဲ့ရတာဖြစ်တယ်ပြီးတော့တည့်ရတိုင်းပဲဒီကျောင်းသားရဲ့စာမွေးဖြေတဲ့အချိန်ကအမြဲတမ်းဒီ February March April ပေါ့နော်တကြံမတိုင်ခင်ကာလຫນွေဦးကာလတွေဖြစ်တဲ့ဖြစ်လေရှိပါတယ်ဆိုတော့ဒီ ကျောင်းတက်နေစဉ်ကာလစာပွဲမတိုင်ခင်မှာအားလုံးသိတဲ့အတိုင်းပဲဒီကျောင်းသားတွေဖြည့်ဆည်းမှုကဘယ်လောက်ရှိလဲဆိုတာခင်ဗျားကလည်းသိပါတယ်အဲ့ဒီဖြည့်ဆည်းမှုတွေကိုဖြည့်ဆည်းမှုတွေအပြင်ဒီယာသီဥရဲ့ပူပြင်းလောင်မြတ်မှုကကျွန်တော်တို့ကတစ်ချိန်ထဲမှာကြော်ဖြတ်ရတာဖြစ်တဲ့အတွက်ဒီနွေယာသီကတော့ဒီကျွန်တော်တို့ရဲ့ဘဝမှတ်ဉာဏ်တွေမှာလောကမိဖြောက်လို့မရတဲ့ trauma တွေဖြစ်ရှိနေမယ်လို့ထင်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းဒီဆယ်တန်းကျောင်းသားဘဝပြီးတော့ဒီတက်ဆိုကျောင်းသားဘဝတွေမှာဒီနွေယာသီတွေကို အလီလီဖြတ်သန်းခဲ့မှုတွေစာမွေးအထက်တက်ကိုဖြတ်သန်းခဲ့မှုတွေအတွက်နွေရာသီကတော့ကျွန်တော်တို့တကယ်အမှတ်တရရှိလာပါတယ်။အဲဒါကြောင့်လဲကျွန်တော်ဒီနှစ်မှာဆိုရင်ဒါဆံမြသက်တည်းရဲ့တမန်နှုတ်ကျင်စစ်တမ်းစာအုပ်ကိုပြန်ဖတ်ဖို့ကျွန်တော်တွေးထားပါတယ်။ကိုလူတွေလည်းဒါပန်မကြီးဆိုရင်ဒါဒီစာအုပ်ကိုရှာဖွေဖတ်ရှုစေချင်ပါတယ်။ပြီးတော့စာအုပ်အပြင်ပေါ့နော်ကျွန်တော်နွေရာသီရောက်တိုင်းဖတ်လိရှိတဲ့ကြပြားကတော့အမြဲအမှတ်ဉာဏ်တွေကိုရောက်လာတဲ့ကြပြားကတော့ ကဗျာဆရာနေမျိုးရဲ့ຫນွေဦးပေါ့ရင်ဆိုတဲ့ကဗျာပါဒီကဗျာလည်းဒီဆိုရှယ်မီဒီယာမှာလူတော်တော်များများနဲ့ရင်းနှီးပြီးသားဖြစ်မယ်လို့ထင်ပါတယ်ຫນွေဦးပေါ့ရင်တည့်ရဲ့ကျွေလိုက်ကောင်းမယ်တည့်ရဲ့ကျွေပေါ်မှာမင်းနာမည်ကိုအင်္ဂလိပ်ဘာသာနဲ့ရေးမယ်ဆိုတဲ့ဒီຫນွေဦးပေါ့ရင်ဆိုတဲ့နေမျိုးရဲ့ကဗျာပါနာမည်ကျော်ကဗျာဖြစ်ပါတယ်အဲ့ဒီကဗျာကလည်းဒီຫນွေရသည်ရောက်တိုင်းမှာကျွန်တော်အမှတ်ရလေးရှိတဲ့ကျွန်တော်အမှတ်ဉာဏ်လေးကိုစရောက်တဲ့ကဗျာရင်းတော့ဒါကဗျာဆရာတန်းတေးရေးခဲ့မှုတဲ့ခေဖုံးတက်ဝင် ဖတ်ဖို့ຫນွေဆိုရဲစကြပြားပေါ့နော်အဲ့ကြပြားကလည်းဒီဒီရာတီနဲ့အရန်လိုက်ဖတ်မယ်လို့ထင်တယ်စာအုပ်ဒီကြပြားအပြင်ຫນွေရာတီနဲ့လိုက်ဖတ်တဲ့ချင်းတွေလည်းအများကြီးရှိပါတယ်အဲ့ထဲကမှကျွန်တော်ရဲ့မှတ်ဉာဏ်လေးကိုဒုံနဲ့တက်တယ်ကြောက်လာစေတဲ့မှတ်ဉာဏ်ကတော့ဒါဖီတာခင်ညိုဆိုခဲ့တဲ့ຫນွေဆိုတဲ့ချင်းပါဒီချင်းကိုလည်းခင်ဗျားတို့အားလုံးရင်းနှီးမယ်လို့ထင်ပါတယ်ဒီအဖွဲ့စာသားဖြစ်တဲ့ຫນွေရောက်ပြီလို့ဆိုတော့ စာသားနဲ့အစချီပြီးတော့ဒီနွေရာသီရဲ့အလှပတွေကိုဖွင့်ထွက်ထားတဲ့တစ်ချက်ပေါ့နော်လူတွေမှာအသက်ကြီးတဲ့လူရှိတယ်လို့တစ်ချက်မှာလည်းအသက်ကြီးတဲ့သူချင်းရှိပါတယ်ခင်ဗျာဒီစရာကိုမမောင်လက်ရေးပြတဲ့နွေဆိုတဲ့ချင်းလေးကိုကျွန်တော်ကျင်းဆက်ပေးချင်ပါတယ်ခင်ဗျာဒီစရာမမောင်လက်ရေးခဲ့တဲ့သချင်းဖြစ်ပါတယ်ကျွန်တော်ဒီသချင်းကိုစတည်ရတော့ဒါ2017တုန်းကလောက်ခဲ့တဲ့ Victor Kenyu ရဲ့ live performance ကတည်ဆုံမှုကိုကျွန်တော်သိခဲ့တယ်အဲဒီတော့က Victor Khinjong ကဒီ Madison DY နဲ့ Eight Chin ကိုတီးခဲ့ပြီးတော့ဒီ orchestra တွေအစုံအလင်နဲ့ပေါ့နော်ဘန်အစုံအလင်နဲ့သူဆိုခဲ့တဲ့ version ပေါ့ဒါပြိတ္တအများဆိုတဲ့အဲဒီတချင်ကိုအဲဒီ version ကိုပဲရင်းနှီးမယ်လို့ထင်ပါတယ်ဒါပေမဲ့အသက်ကြီးပိုင်းတွေကျွန်တော်တို့ထက်ဦးလေးအရွယ်ဆိုရင်တော့ဒါ Victor Khinjong ရဲ့ version အဟောင်းကိုရင်းနှီးမယ်ထင်ပါတယ်ကျွန်တော်တို့ကဒီ version အဟောင်းကိုကျွန်တော်တော့ဒီနောက်ပိုင်းကြမှာပြန်ပြီးတော့နားထောင်ပြစ်တာပါအဲဒီ version အဟောင်းကလည်းအရင်မိုက်ပါတယ်ဘာလို့မိုက်တယ်ပြောရလဲဆိုတော့ ဘေတာခင်ယူကဒီသချင်းကို LPG DY နဲ့ဒီခဲ့တာဖြစ်ပါတယ် LPG DY ကတော့ကျွန်တော်တို့လေဆာအတူယူရတဲ့မြန်မာပြည်သိန်းနံရဲ့ LPG DY ဖြစ်ပါတယ် Last piece and join ဆိုတဲ့ DY ပေါ့နော်ကျွန်တော်ငယ်ကျွန်တော်ငယ်တော့မဟုတ်ပါဘူးကျွန်တော် အဖေတို့ငယ်ငယ်တုန်းကနာမည်ကြီးခဲ့တဲ့ DIY မှာဒီ DIY မှာဒီမြန်မာသိန်းတိုင်းကလစ်ဂီတာတီးတယ်ဒီရတန်ဂီတာရောဖီတာခင်ယူကိုယ်တိုင်တီးပါတယ်ပြီးတော့ drum ကဇော်ဝင်းချိန်ပါတကယ် line ရဲ့အပြည့်နဲ့ဘန်ပေါ့နော်ဒီ play boy ကနေခွဲထက် play boy ဖွဲ့ပြီး꿰ပြီးနောက်ပိုင်းထပ်ပေါ်လာတဲ့ LPGA DIY ပေါ့နော်ဒီ face guitar ဆိုတဲ့ Tommy John တိုင်းဒီတီးခဲ့တဲ့ဟို DIY ပေါ့အဲ့ဒီ DIY နဲ့ထွက်ခဲ့တဲ့အခွေထဲမှာ Vita King ကဒီရှင်းကို စောခဲ့တာဖြစ်ပါတယ်အဲ့ဒီနွေဆွေသင်းကတကယ်ဒီ Vector ခင်ရွေးရဲ့ masterpiece လို့ပြောလို့ရတယ်လို့နွေရသည်ကိုညှို့ဆိုတိုင်းမှာကျွန်တော်တို့စာတွေကြပြားတွေအစေးတွေမှာမကြာခဏမြင်တွေ့ရလေရှိတဲ့အချင်းဖြစ်ပါတယ်ကျွန်တော်ဆိုလဲတာနွေရသည်တေးရွက်၆တွေကြွေပြီးတော့ရွက်သွစ်တွေဝင်နေပြီးဒီတန်လျက်တွေလမ်းမပေါ်မှာတခိုးထနေတဲ့အချိန်တိုင်းမှာအဲ့ဒီအချိန်ကကျွန်တော်အတွေ့တို့အများကြီးရောက်လာတဲ့အချင်းဖြစ်ပါတယ်ရှင်မလိုက်စုလို့ခြင်းသူဟူ let to need the love ဗီတာခင်ညိုကဒီ2017 live မှာမတဲဆုံတဲ့အဲ့အချိန်ကိုပြန်ဆိုခဲ့တဲ့ version ကလည်းဒီပရိသတ်တော်များရင်းထဲကိုရောက်ခဲ့တယ်ပေါ့နော်အဲ့ဒီတုန်းကတော့မတဲဆုံမှာဒီကိုဇော်လက်ကဒီလီဂီတာတီးပါတယ်ကိုဇော်လက်တီးထားတဲ့လီအလုံးလေးလည်းအရန်လှတယ်သူတီးတဲ့ကာလာလည်းအရန်မိုက်တယ်ဒါပေမဲ့အဲ့ဒါကိုကျွန်တော်အဲ့အကြောင်းပြောဖို့ဒီသချင်းကိုဒီဂီတာ riff တွေပါတခြားနားထောင်တဲ့အချိန်မှာကျွန်တော်ဒီ LPG တီးခဲ့တဲ့မူရင် version ဟောင်းကိုလည်းကျွန်တော်တခြားသွားနားထောင်ပြီးရယ် တကယ်အဲ့မှာတကယ်ဘယ်မြန်မာပြည်သိမ်းတဲ့တီးခဲ့တဲ့လက်ခံကိုလည်းကျွန်တော်တကယ်ဟိုဘယ်လိုပြောရမလဲရင်သက်ရှိမောဆိုတာခံစားခဲ့ရလို့ပြောရပါတယ် LPG အဖွဲ့တီးခဲ့တဲ့တကယ် mobile တန်လျှက်စစ် mobile ဖန်ပြီးမှုဒီလက်ရကောင်းတစ်ပုဒ်ပေါ့နော်ဒီသရှင်ကပြောရရင်ဒီသရှင်နဲ့ပတ်သက်လို့ဟိုအမှတ်တရကြီးပြောပြရရင်တော့ဒီသရှင်ရေးခဲ့သူကအေးဆရာမမောင်လက်ဖြစ်ပါတယ်မမောင်လက်ကဗီတာခင်ညွဲ့သရှင်တော်များကိုသူရေးပေးခဲ့ပြီးတော့ပေါ့နော်ဟိုဖီတာခင်ညွဲ့အဲ့အခွေထုတ်မယ်ဆိုတော့ဒီ တချင်းတော်တော်များများသူကြိုက်တဲ့ခြင်းတွေပဲသူရွေးခဲ့တာပေါ့နော်ဒီတေးဆရာတွေလည်းသူလိုချင်တဲ့ပုံစံမျိုးတွေတောင်းဆိုခဲ့ရလို့ကျွန်တော်မှတ်ရသိရတယ်ဒါပေမဲ့ဒီနှွေတချင်းကတော့တေးဆရာမမောင်လက်ကိုယ်တိုင်ကဒီဗီတာခင်ညိုကိုတော်ဝဘေဘီဆိုဒီဆိုစေခဲ့တဲ့ခြင်းလို့သိရပါတယ်ဗီတာခင်ညိုကဒီနှွေတချင်းကစတူဒီယိုပုံစံမကြမိုနိုမကြပုံစံဖြစ်နေတဲ့အတွက်သူကဒီရှင်းကိုအခွေထဲမှာမထည့်ချင်ဘူးလို့သိရပါတော့ဒါပေမဲ့မမောင်လက်ကသူ့ကိုဗာပြောလဲဆိုတော့မင်းကြိုက်တဲ့ပုံစံတွေမင်းဆိုချင်တဲ့တချင်းတွေပဲ ဆိုတာများပြီဒီခါတော့ဒီရှင်းကိုငါအတွက်ဆိုပေးဆိုပြီးတော့ဒီຫນွေသင်းကိုသူကတွန်းအားပေးပြီးဒီဆိုဈေးခဲ့တာပေါ့ဒါပေမဲ့အဲ့ဒီသင်းလေးကပဲဒါအဲ့ဒီခွင်မှာအပေါက်ဆုံးသင်းဖြစ်ခဲ့တယ်ပြီးတော့ဗီတာခင်ညိုရဲ့ဒီကိရာသမိုင်းမှာတကယ်မှတ်တိုင်တစ်ခုဖြစ်ခဲ့တဲ့သင်းပေါ့နော်အရင်တော့ကလူကြီးပိုင်းတွေကလူလက်ပိုင်းအပြင်ဒီဘက်ကကျွန်တော်တို့လူငယ်ပြိသက်တွေပေါ့ပါကိုင်လုံနိုင်တဲ့သင်းဖြစ်ရှိခဲ့တဲ့သင်းလေးဖြစ်ပါတယ်တကယ်စကလုံးတွေဆိုလည်းအရန်လှတယ်ဗီတာခင်ညိုကဒီသူ့ရဲ့ဖြတ်သန်းမှုကိုကြည့်လိုက်ရင်သူကဒီ pop ပုံစံမျိုးတွေဆိုတယ်ပြီးတော့ country တွေဆိုတယ်အချက်တစ်ချင်းနေအများစုဆိုတော့ပေါ့နော်ဒီအချင်းကတော့ဒီလူသားတွေရဲ့ချက်ချင်းကိုဖွဲ့တာထက်ပေါ့နော်ဖွဲ့တာမျိုးမဟုတ်ဘဲနဲ့ဒီသဘောပန်းကြီးရဲ့တည်တဲ့နေရာဒီရဲ့အလှပါကိုဖွဲ့ထားတဲ့ချင်းဖြစ်ပါတယ်ကျွန်တော်အကြိုက်ဆုံးစာသားတော့ဒုတိယ verse ကပေါ့နော်နေရာအလှရီရဲ့ဖွဲ့ပြန်လဲပဲစာဆိုတော့ မှိုင်ငေးရမှာဆိုရယ်စာသားလေးကိုတော့ကျွန်တော်အရင်ကြိုက်ပါတယ်။နွေရာသီအလှကိုကျွန်တော်တို့ဒီစာရည်ထဲမှာပြပြဝတ္ထုထဲမှာရုပ်ရှင်ထဲမှာကြပြာတွေထဲမှာတချင်းတွေထဲမှာလူတိုင်းကိုပတ်သက်ရင်းနှီးဘူးသလိုဖွဲ့ဆိုကြတယ်။ဒါပေမဲ့နွေလပြည့်စုံသွားဆိုတာမရှိပါဘူး။ကျွန်တော်တို့အရင်ဟိုးခစ်ကနေဒီချိန်ထိခေတ်ဆက်ဆက်မှာဒီအနုပညာရှင်တွေနွေကိုဖွဲ့ခဲ့ကြတယ်။ကိုမြင်မိတယ်လို့ကို perspective နဲ့ကိုဖွဲ့ဆိုရင်မဲ့ဒီစာဆိုတွေဘလောက်ဖွဲ့ဖွဲ့နွေရဲ့အလှအကုန်ဖွဲ့မရှိဘူးဆိုတာမျိုးသူကရေးထားတာပါ။ ်ကောရက်ပိုက်မှာဆိုလည်းလူတွေမင်းကုတ်ထုတ်တဲ့စကားလုံးတစ်ခုရှိပါတယ်လွမ်းစရာနွေပကြီကတိန်ညိုမိန်လာဆေးရီချေတာဆိုတဲ့စကားလုံးပါဗောနော်မိန်လာဆိုတဲ့စကားလုံးဒီစကားလုံးကိုလူအများစုကဒါနားမရှင်းကြဘူးမသိကြဘူးဗောတကယ်တော့ဒီမိန်လာဆိုတဲ့စကားလုံးကလည်းမိန်လာဆိုတာအယောင်တစ်ခုကိုညွှန်းဆိုတာပါဒီတိန်ညိုမိန်လာဆိုတဲ့ဖွဲ့ဆက်ကအရင်တုန်းကဟိုအင်းဝခက်ကစာဆိုတော့ရှောင်းတော်မကျော်ဖွဲ့ဆိုခဲ့တဲ့ဒီစကားလုံးပေါ့နော်ရှောင်းတော်မကျော်ကသူ့ရဲ့ဆက်နေရသည်ဒေါ်လာထဲမှာ ိန်ညုံမိန်လာဆိုတဲ့စကားလုံးကိုသူသုံးခဲ့တယ်အဲ့ဒီစကားလုံးတီးရဆရာမမော်လက်ကပြန်ပြီးဒီဆင်းမှာသုံးလာတာပါမိန်လာဆိုတာကအယောင်တစ်ခုကိုညွှန်းဆိုတာပါအဲ့ဒီအယောင်ကိုအထိပ္ပယ်ကိုကျွန်တော်ရှာကြည့်ရခါမှာမိန်လာဆိုတဲ့အယောင်ကငွေတစခဲနှစပြီးတော့ကျင်းဤတစရောထားတဲ့အယောင်လို့သိရပါတယ်ဒီအယောင်ကိုဒါအများအဖြစ်တော့လူတွေကအလွယ်အနေနဲ့ကျင်းညို့လို့ခေါ်ရတာပေါ့နော်ကျွန်တော်အများစုကချင်းဤကြီးွားလို့သိပေမဲ့အဲ့ဒီမင်္ဂလာဆိုတဲ့အရာကိုတော့သူတွေကကြီးညိုလို့ခေါ်ကြတယ်အဲ့ဒီအရာကိုပြောတာပါ တိမ်ညိုမိန်လာစီရေချေတာဆိုတာတိမ်တိမ်ကြီးရဲ့အကြောင်းအဆုံးကိုဖွဲ့ဆိုတဲ့စကားလုံးဖြစ်ပါတယ်အဲ့ဒီတခြင်းလေးကတကယ်ဒီတဘွားပောက်ဝန်းကြီးအဖွဲ့အနယ်ကိုနေရာဒီရဲ့အလှပါကိုပြပြဆုံးသာခံစားရမဲ့တခြင်းလေးလို့ထင်ပါတယ်အလှတွေရဲ့ဟင်းဖွဲ့ပြန်လေးပဲစာဇူရုမိန်ကြီးရစကားလုံးနေနဲ့ဒီအောင်ဝင်ကြဖြစ်တဲ့တန်စင်ပိုင်းကိုလည်းကျွန်တော်နားဆင်ရမှာဖြစ်ပါတယ် ဆိုတော့ဒါကတော့ကျွန်တော်နေရာတိနဲ့ပတ်သက်ပြီးကျွန်တော်အမြဲအမှတ်တရရှိကျွန်တော်အမှတ်ညာပေါ်လာတဲ့အချင်းအကြောင်းကိုကျွန်တော်ပြောပြတာဖြစ်ပါတယ်ကိုယ့်လူတွေအတွက်ကိုယ့်မိတ်ဆွေတွေအတွက်ဒီနေရာတိကိုတော့ပူပြင်းလောင်မြိုက်တဲ့ຢာတိမျိုးထက်လွမ်းစရာကောင်းတဲ့နေရာတိစာတဲ့ကြပြတဲ့မှာဖွဲ့လို့ကောင်းတဲ့နေရာတိမျိုး ဖြစ်ပါစေလို့ကျွန်တော်ဆန္ဒပြုပါတယ်အားလုံးကျေးဇူးတင်ပါတယ်နေရဲ့ကောင်းငင်ချီလင်းစွာလပ်ပါနေတယ်လီ